ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမော်တင်အောင် ရေးသားခဲ့တဲ့မမကြီးလို့အမည်ရတဲ့ဝတ္ထုကိုအပိုင်းသုံးအနေနဲ့ဆက်လက်ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာဒေါခင်မီကမိမိအားမြေကဲ့သို့သောအရေးကြီးသောကိစ္စကိုပြောဆိုလို၍အထိုင်ကိုင်းနေတဲ့ကိုကအ ਨੇ ချင်းလောင်းမှရိမ့်မိပုံလည်းမရရှိရှေးပြိုကြီးနဲ့ကြောင်းစီအမကြီးပြပြီးရိုးပုံထိုင်းပုံလည်းရလေသည်ဒါထက်မတိလို့မေးပြရစီအောင်မမကြီးရဲ့ဟိုနေ့ကမမတို့အိမ်မှာဖျားကိုသူကတုံးက မာဂရက်နဲ့ကားလိုပြီးအခေါ်ခိုင်းလိုက်တာတကယ်ပဲခေါင်းကိုက်နေလို့မလိုက်လာတာဒါမှမဟုတ်ပဲအပြိုကြီးပြီပြီလူတော်တို့ရမှာဆက်နေကြောင်းနေလို့များလာရင်ဟိုဒေါခင်မီကရင်းနှီးပွင့်လင်းစွာမေးမြလိုက်လေသည်အိုးမမကလည်းဘာတွေချက်မေးနေတာလဲဖျားပွဲမလုပ်ခင်တပတ်လောက်ကမမကြီးကြိုပြောထားလို့ကျမဆက်ဆက်လာခဲ့ပါမယ်လို့ဂတိပေးခဲ့ပဲမဟုတ်လားအဲ့ဒီညနေကတော့ခေါင်းကိုမထူနိုင်အောင်တအားကိုက်နေလို့အခင်တယောက်တည်းလှုပ်လိုက်ရတာပါမမရဲ့ မမကြီးကသာခေါင်းကြက်ကြက်ကိုက်နေမမကပြင်တယောက်တည်းလှော်လိုက်ခတ်လိုက်ရတာဟိုလူကတော့ဘလို့အောင့်မေ့သွားလဲလဲမသိပါဘူးဟိုမမကလည်းဘာတွေလျှောက်ပြောနေတာပါလဲဟိုအပြိုကြီးပြီပြီဆရာမမမကြီးကဥကောင်းကိုမဖော်ရဲပဲခတ်အုပ်အုပ်ပြန်ပြောလေသည်မမင်းကြီးမကဒီလိုသာကြက်ကြက်လုပ်နေတနေ့ငါပြောတော့နဲ့တွားနေရမယ်နော်အိုးမမကလည်းပြောတော့မယ်နားချက်เสียကြည်အင်း ရှက်တတ်ရင်လင်မရတတ်ဘူးလို့ပြောတဲ့ဆိုတဲ့များကိုမကြဘူးလားယင်မမကြီးလင်ယူတားမွေးဘူးသောဒေါခင်မေကအသက်30အထိဟိုင်းကောင်းနေသောအပြူကြီးအားပတ်ကျန်းတိုက်လိုက်နေသည်အိုးမမကလည်းဘာတွေလျှောက်ပြောနေတာပါလေအဲ့ဒီညကရောလူချင်းတွေးလိုက်သေးလားယင်မမကြီးမမကပြင်သူတို့အချင်းချင်းတွေးဘူးမြင်ဘူးတော့အောင်ကြံဖန်ပြီးမရောက်ရောက်အောင်လှုပ်လိုက်ရပါသေးတယ်ကွယ်အခင်ကိုပြန်ဖို့ရင်းနဲ့အိမ်ထဲကိုလည်းခဏဝင်ထိုင်သွားလို့စကားနည်းနည်းချင်းချင်းတော့ပြောလိုက်ရသေးတယ်မမ မမကြီးကမရေတရေနဲ့ပြန်၍ပြောလေသည်သူ့ရတွင်ဦးကောင်းကိုကမထောင်ဝင်သေးရှိလူပုံလူပန်းကိုသဘောကျရင်လားဘလို့များသဘောရလဲရင်မမကြီးခရံရသွေးတရားသူကြီးကတော့ကတော့မူ၎င်း၏ဇက်ကွက်ခက်မြန်မြန်လဲနိုင်အောင်ခက်ကြမ်းကြမ်းပင်ပတ်တိုက်လျက်ရှိလေသည်အိုးမမကလည်းကို့မှာလူချင်းတွေ့ဖို့မြင်မှုရုံတော့ပဲရှိသေးတာအဲ့ဒါတွေကိုဘလို့စဉ်းစားလို့ရအောင်ပါလေကလေးနှစ်ယောက်နဲ့မုတ်ဆိုးပုံတွေ့တာဆိုပေမဲ့လူကတော့ခက်ငင်ငယ်ပဲရှိသေးတယ်ကွယ် မမတို့အိမ်ကလူကြီးကတော့သူ့လူကိုအင်မတန်ရှီးကျူးနေတယ်။အဘက်ဘက်ကရေဘက်မဝင်အောင်တော်တဲ့လူတို့တောင်ပြောနေတယ်။อืมအကိုကြီးကတော့လူတစ်ဖက်သားကိုအင်ပတန်ချီးကျူးခဲတာပဲမမအခုလိုသားအကိုကြီးကရှင်းမုန်းနေဆိုရင်တော့ဒီလူဟာတတော်ကိုတော်တဲ့လူတရားဟုတ်လို့ဖြစ်ပါလိမ့်မယ်သူ့ဘက်ကမုတ်ဆိုးမအမေကြီးနဲ့ခလေးနှစ်ယောက်ပါတာကလွယ်လို့တခြားဘာမှပြောကြရမရှိပါဘူးကွယ်အပျော်ပါတို့အစားအသောက်တို့ဆိုတာကိုလည်းထားလိုက်ဦး ိမ်ထဲကနေအိမ်အပြင်အောင်ထွက်ထွက်တဲ့လူစားမဟုတ်ဘူးလို့လေပြောတန်ဆိုတန်ကြားဘူးတယ်ကွ။အော်လက်ဆတ်တက်တော့မမကလည်းဟိုလူဘက်ကကိုအစကကျမဘက်ကများလာတော့အောင်းမိနေတာအခုမှကျမလူပေါင်းပါမှန်သိပါတော့တယ်ချင်းဟုမမကြီးကအနေငယ်ရဲတင်းလာတယ်လို့ရှိ၍ရဲတယ်လို့မောတယ်လို့ဖြင့်ပြောလိုက်လေသည်။ကြားတဲ့ကမစားရမတောက်ရပဲနဲ့တော့မမအထင်အလွဲမခံပြရစေနဲ့မမကြီးရဲ့ဖျားပေးပေးကြမ်းပေးပေးတော့မမတော့ကြားတဲ့ကနှစ်ဦးနှစ်ဖက်ကောင်းဖို့အတွက် စေတနာရိုးခံနဲ့ဆောင်ရွက်ပေးနေတာပါကွယ်။ကဲတော်စားမှာမမရဲ့အဲ့ဒီကိစ္စအတားထားပြီးကော်ဖီကလေးပူတော့တောက်လိုက်စမ်းပါဦးဟုပြောပြောဆိုဆိုနဲ့မမကြီးကကော်ဖီပကံကိုအတင်းထိုးပြီးနေတဲ့ဖြင့်ဒေါခင်မီတီလှန့်ယူလိုက်ရလေသည်သူရတွင်လက်ထဲသို့ရောက်လာသောကော်ဖီကိုဖြောင်းဖြောင်းတန်းတန်းမတောက်နိုင်သေးပဲမမကြီးနဲ့မောင်အေးတွင်ကို မောင်အေးတွင်ဆိုရင်လိုက်မှာပါပဲဟုမမတို့ကအိမ်ကလူတွေပေါ်တော့မကြမကြရှင်းမှုနေတဲ့အကြောင်းတောင်ပြောရအောင်မယ်ဟုဆက်လက်ပြောဆိုပြီး ကော်ပီကိုတဖြည်းဖြည်းတောက်နေသည်ပုံကားဖြင့်မြင်တော့မမြင်ရသေးဘူးအကိုကြီးကတမ်းမြာသည်ရှင်နေပြီတဲ့လားမမရဲ့ဟုပြောရင်ရိုးအားတော့ဆရာမမမကြီးသည်ကလေးတငယ်မကလေးတယောက်လိုဟဟပပရေမောလေးရရှိနေသည်အင်ဂျင်တဲသောကော်ပီကိုတောက်ပြီးပြီးစီးသောအခါချိန်ထားသောပုံကားဝိုင်းကိုနောက်မကျလိုဟန်တူသောဒေါခင်မီသည်ထိုင်ရာမှထားလေသည်ကော်ပီတစ်ခွက်ကိုတောက်ပြီးနောက်ဖင်နှွေးအောင်မှမထိုင်နိုင်သောခရရရသွဲတရား သူကြီးကတော့အာများစွာမကျင်တတ်သောအမူအရာဖြင့်မမကဖြင့်အေးအေးဆေးဆေးစကားပြောမယ်ကြံကားရှိသည်ပြန်တော့မှလာအရင်ကိုဟုမမကြီးကလှမ်း၍အပြစ်တင်လိုက်လေသည် အဖိုးကမရတဲ့သူများလို့ကိုအခုတော့သာလှုပ်ပေးနိုင်တော့မှာပေါ့ကွယ်ကို့အတွက်နေအတွက်ခိုက်တဲ့အလုပ်တွေမလုပ်လို့ဖြည့်သေးတယ်လေဟိုရေကမင်းကပြောဆိုပြီးထွက်ထွက်ရန်ပြင်နေသည်ခုမမဘယ်အိမ်ကဝိုင်းကိုသွားမလို့လဲဟင်အတွင်းဝင်ဥပဒေတော်ကတော်တို့အိမ်ကိုလေ ်ခနေ့ချိန်ထားတဲ့ဝိုင်းရှိတယ်လူကလည်းတော်တော်ဆုံးတယ်အဲမင်းကတော့ဒေါခင်တင်းကိုတားမိလဲလာလိုက်မယ်မမတို့လောက်ကတနင်းခွနေနေတိုင်းလာရင်မမတနင်းခွနေနေတနေ့တွင်ဘယ်ကမလဲနေတိုင်းလိုလိုဖြစ်တယ်ယောက်ျားတွေရုံသွားနေတော့မမတို့ကလည်းတပတ်တလန်းကအလုံးလုံးကြတယ်ဆိုပါတော့လေမမကြီးလည်းမင်းကတော့ဖြစ်တော့မှမမတို့ဝိုင်းတဲ့ကိုတွင်းရအောင်မယ်တော်ကြမှာမမရဲ့မမတို့ဝိုင်းတွေကတော်ကြီးရော်ကြီးဝိုင်းနေမဟုတ်ဘူး မမကြီးရဲ့ပြီးလို့ရှိရင်အောက်ထက်ပြန်တန်းဝင်အရာကြီးကတော်လောက်မှာဝင်ဝင်ပြူတာကွာရင်းတို့ခရရသွဲတရားသူကြီးကတော်နဲ့ဆရာမမမကြီးတို့သည်မင်းကတော်တို့တတ်အပ်သောအထာရက်တာပညာရများအကြောင်းကို ပြောဆိုနေခိုက်ရသွဲတရားသူကြီးဥွေးတွင်ကိုယ်တိုင်မောင်းနေလာသောမော်တော်ကားကလေးသည်အစဉ်နှင့်ဖွင့်ရထားသောဝင်းတကားမှခြံဝင်းအတွင်းသို့အချိန်တက်ခါတပြေးပြေးလှည့်ဝင်လာသည်ကိုစကားပြောဆိုနေကြသောဧကန်ပတ်စီမှစီး၍မြင်လိုက်ရသည်ဖြင့် ဒေါခင်မင်းဒီမမကြီးအားမတိမတာလက်ကုပ်လိုက်ပြီလေရင်ပြောနေစုံနေတော့ဝန်ထောင်မင်းလောင်ရောက်လာပါကောလားမင်းကတော့ဟုမကြတဲ့ကြာနောက်ပြန်ပြောဆိုလိုက်သည့်အတွေ့အထီးဆိုလျင်ယင်ထီးပင်အနာခံရဟန်မတူတော့ဆရာမမမကြီးဤမျက်နှာတစ်ခုလုံးသည်တွေးရောင်များဖြင့်ဆက်ပြား၍သွားလေသည်ကြားသွားလို့ချက်ဆရာကြီးမမရဲ့ဟုမတိုးမကြဲပြန်၍ပြောလိုက်သည်ဖြင့် ကိုကြီးကိုတန်းတန်းမတ်မတ်လာနေတဲ့အမဲကိုမှထိအောင်မပြစ်နိုင်ရင်တော့ငတ်ဖို့သာပြင်ပေတော့ဟုဒေါက်ကင်မီကြီးကထပ်မံ၍ပင်နောက်ပြောင်လိုက်လေသည်မော်တော်ကားဆက်ကိုပိတ်ထားခဲ့ပြီးနောက်အိမ်ပေါ်၌အခြားဧည့်သည်တို့ရောက်ရှိနေမှန်းကိုသိသွင်းလဲမြေသူမိဝါမန်းမသိသေးသောရာဇဝတ်တရားသူကြီးဥယျာဉ်တွင်သည်ရှေးလန်းခတ်မမှန်နှင့်အိမ်တွေရရတက်လာသည်အိမ်အပေါ်သို့ရောက်တော့မှဩဝန်တောင်မင်းပါလားရုံအယက်မို့မမကြီးစီလာနေတယ်ထင်ပါရဲ့ဟုဒေါက်ကင်မီကမျက်နှာထားခတ်တည်တည်ထား၍ မထေတထေလေးနှုတ်ဆက်လိုက်တဲ့ဖြင့်ဥဝေးတွင်သည်ရှေလန်းများရုတ်တရက်တန့်သွားပြီလျှင်မျက်နှာလည်းအနှဲငယ်ပြတ်သွားလေသည်လာလာဝန်တော်မင်းကျမလည်းအကိစ္စတစ်ခုရှိလို့ပြန်တော့မယ်ဆက်ဆဲဝန်တော်မင်းရောက်လာတာနဲ့အစင်သိမယ်ဟုပြောဆိုပြီးနောက်ဒေါက်ကင်မင်းသည်မမကြီးအားမျက်စိတစ်ဖက်ကိုမှိတ်ပြခဲ့ပြီးနောက်အိမ်ပေါ်မှခတ်တုတ်တုတ်ကလေးဆင်းလာခဲ့လေသည်ရင်းတို့ခရရသွဲတရားသူကြီးကတော့ဒေါက်ကင်မင်းအိမ်ပေါ်မှဆင်းသွားခဲ့ပြီးနောက်၎င်း၏မော်တော်ကားခြံထဲမှပြန်၍ထွက်သွားသည့်အထိ အချက်ကြီးနေတော့ဆီယာမအပြိုကြီးနေမုတ်ဆိုးဘုတရားသူကြီးတို့ဒီတဦးရဲ့မျက်နှာကိုလည်းတဦးကမကြည့်ဘူးမကြည့်ရဲ့စကားလည်းမပြောဘူးမပြောရလောက်အောင်ဖြစ်ခါအတန်ကြာမှကြောင်သိကြီးကြီးဖြစ်၍ကြံ့ရိပ်ခဲ့ကြလေသည်ထိုင်လေးကိုအေးတွင်ဟုအင်ဂျင်ပြပြမမကြီးကပင်ဆ၍ဧကန်းလေတွင် ထိုင်တရားရှာမတွေ့သေးသောသူတို့ဦးကဲ့သို့မတ်တကြီးရိုက်ရွေ့နေသောဧတဲအားအထိုင်ခိုင်းရလေသည်ဒီတော့မှပင်ကိုအေးတွင်ဒီနီးရာကလေးတိုင်းတစ်လုံးတွင်ဝင်၍ထိုင်လေသည် ရင်တို့သူ့နေရာနဲ့သူထိုင်မိသည်တိတိုင်အောင်ရာသွေးတရားသူကြီးသည်အနေမထိုင်သေးစေသူ၏အတွင်းစိတ်တက်သည်မတည်ငြိမ်မှုကိုကြီးကန်းတောင်းပခံရသလိုဖြစ်နေသောသူ၏မျက်လုံးများကဖော်ပြလျက်ရှိပေသည်ထို့ကြောင့်အင်ရှင်လည်းဖြစ်နေသည့်အပြင်ကျောင်းစီယာမှာလည်းလောက်ကန်လျက်ရှိပူသောမမကြီးကပင်လူပြိုပေါ့လူပြိုရန်ကလေးများထက်အခြေအနေဆိုးနေသည်တော့မုတ်ဆိုးဘူကြီးဥွေးတွင်အာမျက်လှပင်း၍အကဲခတ်ကြည့်ချူရင်းအကိုကြီးနဲ့အခင်တို့တအားဖတော့မျိုးတဲကမင်္ဂလာဆောင်တစ်ခုကိုတွားနေကြတယ် ါ။ဒါပေမဲ့ပြန်ရောက်ဖို့တော့နီးနေပါပြီဟုဇကားရှာ၍ပြောဆိုခြင်းပြုလေသည်။ဘဲသူမင်္ဂလာဆောင်များလည်းရင်မမကြီးနေသာထိုင်သာရှိလာအောင်မမကြီး၏ဇကားစာကိုလိုက်၍ဦးအေးတွင်ကစိတ်ဝင်စားခြင်းရှိတော်မူရာဖြင့်မေးပေါ်ရလေသည်။ကိုအေးတွင်တော့တိမလားမပြောတတ်ဘူး။တေသွားတဲ့ဝှလုံတော်ရဥကြုံရင်ရတာကိုတင်ကျော်နဲ့တက္ကသိုလ်မှာနီးပြဆရာမလုပ်နေတဲ့မြတ်မြမို့ရဲ့မင်္ဂလာဆောင်ပေါ့မြတ်မြမို့ကတော့စစ်ကဲကြီးဦးမင်းတည်ရဲ့တမီးလေး ဝဲလုံးဥကြောရင်ရတာကိုကြောကိုတင်ကြောဆိုတာကအင်းအမျက်တော်ကြီးဝန်တော်ကိုတင်ကြောပဲမဟုတ်လားဟင်မမကြီးဟုတ်တယ်လေကိုအေးတွင်အခုရန်ကုန်ကိုပြန်ပြောင်းလာတာလဲဘာကြသေးလို့လဲဒါထက်ကိုတင်ကြောဆင်းမဖြစ်ခင်တုန်းကတခါလက်ထပ်သေးတယ်မဟုတ်လားအဲ့ဒီတုန်းကကျွန်တော်ကောလိပ်မှာပဲရှိသေးတယ်ပြီးလို့ရှိရင်အဲ့ဒီမှာကွန်တီနယ်မှာကြီးကြီးကျယ်ကျယ်လက်ထပ်တာကိုတော့တတိယနေသေးတယ် ဟုတ်တယ်ဟုတ်တယ်အဲ့ဒီတုန်းကကိုတင်ကျော်နဲ့လက်ထက်ခဲ့တဲ့မခင်နဲ့ဆုံးသွားတာဘာကြသေးလို့လဲကိုအေးသွင်းတနေ့တည်းသားလေးပဲရှိလိမ့်မယ်ထင်တယ်မယားအယိုးမဆွေးမီနောက်မယားယူတော့ကိုတင်ကျော်ကြီးအပေါ်၌များစွာမကျင်တတ်ရှင်တော့အမှုရာဖြင့်မမကြီးကပြောဆိုလိုက်လေသည်ကိုတင်ကျော်ဆိုတဲ့လူတစ်ယောက်ကကြောင်းဝတကလေးကအင်မတန်ပျော်ပျော်ပွားပွားနေနေတတ်တဲ့လူတစ်ယောက်ပဲဗျာကျွန်တော်လူအသေးဖြစ်နေအเจ้าကိုရောက်တဲ့နေ့မှာကိုတင်ကျော်ကဝိဇာတန်းကိုရောက်နေလို့လူချင်းတော့ ိတ်ပြီးမကျွမ်းပေမဲ့တိတော်တိကြပါတယ်တယောက်နဲ့တယောက်ခက်စိမ့်သေးဖြစ်နေရမှာတပြေးပြေးချင်းရင်းရင်းနှီးနှီးနဲ့ပွင့်ဝင်လင်းလင်းပြောနိုင်ဆိုနိုင်ကြတော့အခြေအနေတို့ရောက်လာကြသည် အော်ဒါတဲ့ကိုရေးတွင် နေလေနေခင်းပဲဘာတွေတောက်တတ်တယ်လဲဟင်အေးလားအပူလားဟိုမမကြီးကအင်ရှင်ဝတရားအတိုင်းမေးမြလိုက်လေသည်အိမ်မှာတော့လက်ဖက်ရည်ပဲတောက်ပါတယ်ဒါပေမဲ့ကျွန်တော်မနှက်စာစားလာခဲ့တာဘာမှမကြသေးလို့ဒုက္ခမချဘဲနဲ့မမကြီးဟာ ဒါဖြင့်အကိုကြီးနဲ့အခင်တို့ပြန်လာတော့မှပဲအတူတူတောက်ပေါ့နော်ကိုအေးသွင်း။အင်းကောင်းပါလေ။ဒါထက်နုနုဆုံးတာဘလောက်ကြာပြီလဲကိုအေးသွင်း။ဟု၎င်း၏တည်ဆုံးသွားသောမယားကိုရင်းရင်းနှီးနှီးနှင့်နုနုဟုခေါ်ကမမကြီးကမေးမြန်းလိုက်သည့်အတွက် ကိုအေးတင်သည့်ရုတ်တရက်အဖြစ်မပေးနိုင်သေးပဲမမကြီးကိုငေးစား၍ကြည့်နေမိသည်။မမကြီးသည်နုနုကိုသိသလိုဘယ်တော့ကတည်ကြွခြင်းဖြစ်သည်နီ။သူအချက်ကိုသူသည်ဆက်ဆက်စဉ်းစား၍မရနိုင်အောင်ဖြစ်နေသည်။ စိတ်မေဒီမှာကျမနဲ့နူနူနဲ့၃နှစ်လောက်အတူတူနေခဲ့ရသေးတယ်။တော်တော်လေးခင်မြင်ကြပါတယ်။နောက်သူတို့အပြေဆုံးတာနဲ့အเจ้าကထွက်သွားလို့လူချင်းကွဲသွားကြတာပါပဲ။ကျမကပရမနဲ့ဝိဇ္ဇာတဲ့စာမေးပွဲဖြစ်ဆိုနေတဲ့နှစ်မှာကိုရေးသွင်းနဲ့အိမ်အောင်ကြသွားတဲ့အကြောင်းကြားရတယ်။အဲ့ဒီတော့ကကိုရေးသွင်းကမြို့ပိုင်အလုံးနဲ့ဖြူးမာလို့လို့ပါလို့လို့ပြောတန်ကြားရတယ်။ဟုတ်ဆရာမမမကြီးကနောက်ကျောင်းရသဝင်ကိုပြန်၍ရှင်းလင်းပြောပြလိုက်တော့မှကိုအေးတွင်ဒီသဘောပေါက်ပြီးသွားတဲ့ကဲ့သို့ဦးကောင်းကိုညှိ့ပြလိုက်သည် ထို့နောက်မမကြီး၏မူလမိကုံးကိုဖြည့်ချားခြင်းပြုလုပ်ရန်တာဝန်ရှိနေသည့်အလျောက်နုနုဆုံးတာ၅နှစ်ကျော်သွားပြီဒါပေမဲ့နုနုနဲ့ကျွန်တော်အကြောင်းပါရတဲ့ကိစ္စမှာလူကြီးမိမတွေကစီစဉ်လို့ဖြစ်ရတယ်ဆိုတာလဲမမကြီးသိပြီးကလားမပြောတတ်ဘူးဟုပြန်လည်ပြောကြရင်သူတို့လင်မယားကြီးအတွင်ရေးကိစ္စတခုကိုလည်းဘယ်သူကမှမစစ်မမေးရပဲသူ့သဘောနဲ့သူအစစ်ခံလိုက်သည်အော်ကိုရေးတွင်တို့ကိစ္စကဒီလိုလား ဒီလိုဆိုပေမဲ့နုနုသေးသွားတဲ့အထိကျွန်တော်ကတင်းတင်းမြတ်မြတ်နေထိုင်ခဲ့ကြပါတယ်။ဒါထက်အခုခလေးပဏီယောက်ကြံရိတ်ခဲ့လေရင်တမီးတစ်ယောက်နဲ့တားတစ်ယောက်ပေါင်းနှစ်ယောက်ပေါ့ခလေးတွေကတော်တော်ကြီးကုန်ပြီလားဘယ်เจ้าမှထားတယ်လဲရှင်။တမီးကြီးခင်မတို့ကကိုးနေတယ်မှာတားငယ်မောင်မောင်လေးက9နှစ်ရှိသွားပြီပြီးတော့ဖလော်မီနာမှာပဲထားကြပါလေ။ခလေးတွေကတနာစရာပဲနော်ကိုအေးသွင်းသူတို့အမိသာချင်းရင်ဘယ်လောက်တောင်ပျော်ကြလိုက်မလဲ။ ကိုရေးတင်ဒီထိုအကြောင်းကိုဆက်လက်ပြကြပြောဆိုခြင်းပြုလို့ရန်များစွာစိတ်ပါဝင်စားခြင်းမရှိတော့တကယ်သို့စိတ်ကလတလိုက်ကိုထောက်ကအေးအေးဆေးဆေးမင်းညင်ရင်ငြိမ်နေလိုက်သည်မမကြီးသည်ကွယ်လွန်သွားပြီဖြစ်သော၎င်း၏အကြောင်းတွင်ပဲတငယ်ချင်းနုနုအတွင်၎င်းနုနုမွေးထားရခဲ့သောမိခင်မရှိပြီတငယ်နေကြမည်ဖြစ်သော၎င်း၏ကလေးများအတွက်၎င်းနောက်ဆုံးထိုကလေးနှစ်ယောက်နှင့်အိမ်တော်မပြုတ်နိုင်ပဲငါးနှစ်ကျော်များချိုးချံနေထိုင်ခဲ့သောဥယေတွင်အတွက်၎င်းတစိမ့်စိမ့်တွင်ခရုဏာတတ်နေမည်သည် တယောက်နဲ့တယောက်အတန်ကြာမျှစကားပြောဆိုခြင်းမရှိပဲငြိမ်သက်၍နေရမှာတစ်ခေါက်လောက်ခလေးတွေခေါ်ပြီးလာလဲပါအောင်လားကိုအေးသွင်းကျမနုနုခလေးတွေကိုတိတ်ပြီးတွေ့ချင်မြင်ချင်တာပဲရှင်ဟုမမကြီးကတောင်းဆိုလိုက်ပြန်သည်ဟုတ်ကဲ့တနေ့ခွင့်နေ့တစ်ပတ်လောက်တော့ကျွန်တော်ခေါ်လာခဲ့ဦးမယ်လေခလေးတွေကလည်းသူတို့မေမေရဲ့တငယ်ချင်းလို့သာသိသွားရင်မမကြီးကတခါတည်းခင်မင်သွားကြမယ်ထင်တယ်ဟုတရေရေလွင်ပါနေသောစိတ်ကလေးမိကိုမွေများကိုငေးမော၍ကြည့်ရင်ကိုအေးတွင်ကပြောလေသည် ခလေးတွေက သူတို့ဖွားရင်လည်းပဲအနေများနိုင်မှာထင်တယ်။ဟုတ်ပါတယ်။အမေကလည်းသူ့မြေးတွေအတက်နဲ့တော်တော်ပင်ပန်းချာတယ်။ခလေးတွေကိုရေမိုးရှိုးပြီးအဝေးစားလဲပေးတာကအစားအစားစားအရာအမေတယောက်တည်းတိုင်ခံပြီးတော့လှုပ်ပေးနေတော့တာပါပဲ။နာနီတယောက်လောက်တော့ငှားထားမယ်။ငှားမထားဘူးလားယင် ကိုအေးတွင်တော်တော်ကြာမြေးတွေရဲ့ဓာန်ပြီးပြီးကိုအေးတွင်မင်းမင်းလဲနေပါဦးမယ်။အင်းနာနီနှစ်ယောက်သုံးယောက်ဒီငှားဘူးပါလေ။ဒါပေမဲ့ လေးတွေကသူတို့အဖွားမှာအဖွားဆိုတယ်လို့အမေကလည်းသူ့မြေးတွေမှာသူ့မြေးဖြစ်နေတော့နာနေငှားတာလည်းအပိုသက်သက်ဖြစ်နေတာပဲမမကြီးကိုရေးတွေမေမေကျန်းကျန်းမာမာနဲ့အသက်ရှိနေစေချင်တော့သူ့မြေးတွေနဲ့သူတို့အဖွားအေကိုအခြေသဖြင့်ဒီလိုထားတော့မဖြစ်ဘူးထင်တယ်ဟုတ်ပါတယ်မမကြီးအခုလိုတတိပေးလိုက်တော့ကျွန်တော်လည်းဒီကိစ္စကိုလေးလေးနက်နက်စဉ်းစားပြီးတခုခုလောက်တော့မှဖြစ်တော့မယ်ဆိုတာကိုသဘောပေါက်လာတယ် နောက်ပြီးတော့မြေးရည်နစ်ဆိုတဲ့ဇာတ်ကားအတိုင်းဖွားရည်ဆိုတာမျိုးကမြေးတွေကိုအင်မတန်ကြောက်ကြတတ်တယ်အလိုတဲလိုက်တယ်အဲအကြောင်းကြခံပြီးအလိုတဲအလိုက်ခံရတဲ့မြေးတွေမှန်သမျှကထိမ့်သိမ့်အုပ်ချုပ်ဖို့ခက်ခဲတဲ့အကြောင်းကိုအေးတွင်လည်းစဉ်းစားမိပါလိမ့်မယ်ဒူမလုတ်သူကိုနောက်ပိုးရန်အတွက်တမင်သက်သက်လာရောက်လည်ပတ်သောမုတ်ဆိုးဘူကြီးဦးရဲတွင်သည်အတော်လို့သူဤဆုံးမဩဝါဒစကားနှင့်ဤပေးလက်မြစကားများကိုတန်လျင်ဇက်တိုက်နားထောင်နေရသဖြင့်ပြင်းရီထိုင်းမှ၍လာနေသည် မယားကြီးအယိုးမဆွေးမီမျက်နှာပြောင်ခက်ပြောင်ပြောင်နဲ့တတူးသားလုံဝန်သောကိုတင်ကျော်တို့မင်္ဂလာဆောင်မှပြန်ရောက်လာနိုင်ခဲ့သောခင်တို့သားအဖကိုလည်းမျှော်နေမိသည်သူရတွင်ခင်တို့သားအဖပြန်လာပြီးအရေးအယံကိုမျှပင်မတွေ့ရသေးချေထိုသားအဖပြန်မရောက်မရှိသူသည်ဆရာမမမကြီး၏ဩဝါဒများကိုဇွဲကောင်းကောင်းနှင့်နားထောင်နိုင်အောင် နားထိုင်မှုအတွေ့ပြင်ဆင်ရတော့မည်ဖြစ်သည်ဆရာမမမကြီးဩဝါဒနဲ့အဆုံးအမကိုနာခံမိသူတို့အုပ်ဖြစ်ကြောင်းကိုလည်းလိမ့်လိမ့်မမပြသရလိမ့်မည်ဖြစ်သည် အဘဲကြောင့်ဆိုသောတုတ္တမကိုပူပန်းရန်အားထုတ်နေသောနောက်ဘူသည်တုတ္တမနှင့်အတူရှင်တွဲ၍ဘိသိက်ဘုံတတ်တွင်မထိုင်နိုင်မီအကြာသူ့အတော်ဤနှကိုကြည်ပြုမှုကိုမရမဖြစ်ဖြစ်ရလိမ့်မည်ထို့ကြောင့်ကျောင်းဆရာမဘေဘီလူမြင်နိုင်သူတပတ်အထင်ဖြင့်ဩဝါဒပေးခြင်းလျက်ရှိသောဆရာမမမကြီး၏စကားကိုကြိုးစား၍နားထောင်ရန်အတွက်ဥယေတွင်သည် သူကိုယ်တိုင်တက်လှမ်းလှုံ့ဆော်လိုက်ခြင်းလည်းပြုလိုက်လေသည်ရှင်တို့မုတ်ဆိုးဘုံဥယေတွင်က သူ့တင်ရကဗျူဟာယမန်းချက်ကိုသူ့နိပရိယနဲ့သူစစ်ဗျူဟာခင်းချင်းလေးရရှိတဲ့ကဲ့သို့တဖက်မှမမကြီးကလည်းရတာမလို့လိုတာမရလို့၍အပြိုကြီးလို့၍နေသောဆရာမမမကြီးကလည်းမျက်စိလည်းလမ်းမနေသောတားကောင်သည်မိမိ၏ပြေကွင်းအတွင်းသို့ဝင်ရောက်လေပြီဟုအသေးစားတွက်ထားမိပုံရလေသည် ကိုစီကိုတန်းတန်းမမတ်လာနေတဲ့အမဲကမှထိအောင်မပြစ်နိုင်ရင်တော့ငတ်ဖို့သာပြင်ထားပြီတော့ဟုခက်စောစောကပြန်သွားတော့ခရံရသွေးတရားသူကြီးကတော်က တိုက်တိုက်နှုံနှုံသတိပေးခဲ့သည့်အတိုင်းထိုတရဝါအားမရအရအမိဖားနိုင်ရန်အတွက်အဘဘက်ကလက်၍ရှင်ရလျက်ရှိလေသည်တို့ကြောင့်နုနုနှင့်ကလေးများအကြောင်းကိုအတော်အသင့်သိထားခဲ့ပြီဖြစ်၍ဒါထက်ကိုရဲတွင်တို့မမေကအသက်ဘလောက်ရှိပြီလဲဟင်ဟုကိုရဲတွင်ဤမိခင်ဘက်သို့လှည့်လိုက်သည်အမေကအသက်60တောင်မပြည့်သေးပေမဲ့တိတ်မာကျင်တော့တာမဟုတ်ဘူးပြီးတော့ပန်းနာကလည်းတခတ်နေဘဲကဆရာဝန်နဲ့ကုနေတယ်လဲဟင် အမေကတော့ဗမာစည်းတွေပဲစားနေတယ်ထင်တယ်လောကရပညာတွေဒီလောက်တောင်ထွန်ကားပြီးစေဆွမ်းကောင်းတွေအမျိုးမျိုးပေါ်နေရတဲ့အဲကိုရေးသွင်းမမေယောဂါကိုဗမာစည်းမီတို့တွေနဲ့သူ့ဘာသာသူကုနေတာကိုကိုရေးသွင်းကဒီတိုင်းပဲကြည်နေသလားဟင်ဟုမမကြီးကအံဩခြင်းနဲ့အားမရခြင်းနှစ်မျိုးစလုံးရောပြွန်းသောလေတံဖြင့်မေးလိုက်လေသည်အမေကအင်မတန်အစွဲလန်းကြည့်တယ်မမကြီးဘလို့မှပြောလို့မရလို့ကိုအေးတွင်တော့လက်လျှော့ထားလိုက်ရတာလေ ေးလေးတနေ့နေ့တော့လေမမကြီးကိုယ်တိုင်အမေကိုတွေ့လိုက်အောင်မယ်ပေါ့အဲ့ဒီတော့မှမမကြီးလက်တွေ့သိလိုက်မယ်အရွယ်မရောက်သေးတဲ့ကလေးတငယ်တွေကိုဂယုတဆိုင်ပြုစုယူရပေးဖို့လိုတယ်လို့အရွယ်လွန်သွားကြပြီဖြစ်တဲ့လူကြီးမိဘတွေကိုလည်းဂယုတဆိုင်စောင့်ရှောက်ပေးဖို့လိုတယ်ကိုရေးသွင်းကလေးတငယ်များကိုတားလည်းမဟုတ်ပိုးပိုးနဲ့ဘွားဘွားတို့ကိုပါဆရာမလှုပ်ရှင်နေရရှိတော့မမကြီးကပညာရှိရာသပွဲတရားသူကြီးတို့အူအာ မိကဲ့သို့သဘောထားကဆုံးမဩဝါဒပေးလျက်ရှိသည်ကိုကမသိရချေအင်းတစ်ခေါက်လောက်တော့မမကြီးကိုအိမ်လေခေါ်ပြီးအမေနဲ့တွေ့ဆုံပေးဦးမယ်ရင်းတို့အစွဲလန်းကြီးတီဆိုတော့ဥဝဲတွင်ဤမိခင်ကြီးအကြောင်းကိုပြောဆိုလျက်ရှိကြခိုက်မတော်ကားတစ်စီးဝင်လာတော့ဟွန်းတန်ကိုကြားရပြီးနောက်ဒရိုင်ဘာတက်တက်ထားကြည့်ဟန်မတူတော့ကြောင်းဆက်ချင်းတရားသူကြီးကိုယ်တိုင်မောင်းရလာတော့မော်တော်ကားကလေးသည်ရှောင်းဝင်းအတွင်းသို့အချိန်သက်၍တဖြည်းဖြည်းဝင်လာလေသည် သူမခင်နဲ့တို့ကားကြက်ခန်းထဲတွင်ပါလာတော့ခင်ကိုအိမ်ပေါ်မှစီး၍မြင်လိုက်ရသဖြင့်မြင်လိုက်ရချင်းစောစောကလေးလံငိုင်မြင့်နေသောဥွေးတွင်သည် ရေနှင်းတွေ့လိုက်သော ကြာကဲ့သို့မျိုးကြွလမ်းဆိုင်၍လာလေသည်။အော်အကိုကြီးတို့သားအဖတော် ပြန်လာကြပြီဟုပြောဆိုကာထာယာမရုတ်တရက်ထလိုက်ပြီးနောက်အိမ်သားများလည်းစုံမီဖြစ်၍နေလက်နေကင်းလက်ဖက်ရည်တောက်ရန်အတွက်ပြင်ဆင်ဖို့အိမ်ပေါ်အတော်တော်ဦးအားလှမ်း၍တတိပေးပြောဆိုရင်းအိမ်အတွင်းသို့ဝင်သွားလိုက်လေသည်။ ခေါင်းကိုက်နေသောဒေါ်လေးဖြစ်သူအတွက်သာမဟုတ်၎င်းရဲ့အတွက်ပါဒီကလုံးရင်မွေးတပလင်းတက်တက်ကိုပါမြို့ထဲသို့တကူးတကန်းနှင့်ဂယုတဆိုင်လိုက်၍ဝဲချပြခဲ့သောရာသွေးတရားသူကြီးအားအိမ်ပေါ်သို့အရင်ဥအောင်ခေါ်ခဲ့ပြီးနောက်မြင်းလျင်မြင်းချင်းပင်အင်းဝန်းတော်မင်းဦးဟုအာရဝန်းတာစွာခက်ကြက်ကြက်ကလေးခေါ်လိုက်ပြီးမှတစုံတရာကိုရုတ်တရက်တတိယပြန်တကယ်သို့ဟိုဝတီတီလင်းမြန်စွာအကဲခတ်ကြည့်ရှုပြီးနောက်အဲလီရောင်သွားလို့ပါနော်အကိုကြီးဟု ဥဝဲတွင်နှင့်၎င်းတို့နှစ်ဦးသာကြားနိုင်လောက်အောင်ခတ်တိုးတို့ခတ်အုပ်ကလေးနောက်နောက်ပြောင်ပြောင်ပြောဆို၏ဥဝဲတွင်အနည်းရှိကလတိုင်တစ်လုံးတွင်ဝင်၍ထိုင်လိုက်လေသည်ဝန်တော်မင်းဟုလူကြားသူကြားခေါ်လိုက်ပြီးမှအကိုကြီးဟုခတ်တိုးတို့ကလေးအခေါ်ခံလိုက်ရသည့်အတွက်ဥဝဲတွင်သည်များစွာအားရကျေနပ်သွားသကဲ့သို့ဗဇက်တဲတွင်ရှိသည်မျှသွားများအလုံးပေါ်အောင်ပင်ရေလိုက်လေသည်ထို့သို့ရေပြီးနောက်ရာဇဝဲတရားသူကြီးသည်၎င်း၏အခိုးမျက်လုံးဖြင့်ဟိုဟိုဒီဒီလှည့်မြန်သွားကြည့်ရင်း ခင်မရှိတာနဲ့အကိုကြီးတော်ပြင်းနေပြီဟုမကြတကြပြောဆိုလိုက်သည်တို့ရတွင်ထိုစကားကိုခင်သည်အလွယ်တကူနှင့်လက်ပါခံရှိအမလီခင်မပြမလာခင်ဒေါ်လေးနဲ့စကားပြောနေကြပြီမှခင်မရှိတာနဲ့ပြင်းတယ်လေရှိတယ်လေနဲ့ခင်ကိုလာညာမနေသားမှာနဲ့အကိုကြီးဟာဟုခင်ကခန့်ခေါက်ကလေးပြန်၍ပြောလိုက်လေသည် အထုတ်ထည်နေတော့ကလက်ပူးလက်ချက်အမိခံနေရသောပညာရှိတရားသူကြီးသည်မိခဲသို့ပြန်၍ဆောရကတက်ရမှမသိရအောင်ဖြစ်သွားလေသည်မရသာရရှိခဲ့ဘူး၍နောက်ပိုးနောက်ပန်းအတွေ့အကြုံရှိ၍ဘာဘာဘာတစ်ခုမှမရှိခဲ့သောမုတ်ဆိုးဘူကြီးသည်လူကြီးများအလက်တွင်ရရှိနေသောအချိန်အနည်းငယ်အတွင်းနောက်ထပ်ဘာစကားပြောရမှအစနာမရအောင်ဖြစ်နေသည်စကားစာလည်းပြောင်းနေသည် နောက်ပြီးတော့သူ့ဘုတ်ဝယ်ပေးလိုက်တဲ့ဒီကလုံးရင်မွေးပင်းကိုတော့ယူခဲ့ပြီးခင်းဖို့အကိုကြီးဝယ်ပေးခဲ့တဲ့ဒီကလုံးရင်မွေးကိုတော့ဘာပြုတ်လို့အပေါ်ယူရတယ်လဲဆိုပြီးဟိုညကဒေါ်လေးကခင်းကိုစုသေးတယ်ဟုခင်းက၎င်း၏ပြောကားကြောင့်တူရီယာပေါပေါက်လာခဲ့သောပရိပတ်ကအကြောင်းကိုရုတ်တရက်ဖွင့်ဟပြောဆိုလိုက်သည် ထိုစကားနှင့်ထိုစကား၏နောက်ဝယ်မှအတိတ်ပဲသည်ဘာမှရှုပ်ထွေးရှိဝင်းနေအုံးမြည်အကြောင်းကိုကခင်သည်စဉ်းစားမိဟန်မရှိကြခင်သာလင်မဟုတ်ဥွေးတွင်သည်လည်းအနေငယ်များတွေးခေါ်စဉ်းစားမိကြခြင်းမရှိကြသူသည်ထိုကိစ္စကိုပေါ့ပေါ့တန်တန်သဘောထားသကဲ့သို့ခင်တော်လေးအတွက်ဝယ်ပေးလိုက်တော့ဝယ်ပေးလိုက်တာကခေါင်းကိုက်နေတဲ့ခေါင်းကိုက်နေတဲ့ဆိုလို့ရှူရအောင်ဝယ်ပေးလိုက်တာပဲခင်ရဲ့အတွက်ဒပလင်းတက်တက်ပေးတာကတော့အကိုကြီးစေတနာနဲ့အကိုကြီးဝယ်ပေးတာပဲလေဟုခက်အေးအေးပင်ပြန်၍ပြောလိုက်လေသည် ထိုအချိန်ထိမုံစိုးဘုံနှင့်အပြိုစင်တို့သည်လူကြီးများအလက်ကိုရရှိနေတော်ဖြစ်လေသည်ဦးကျော်အောင်သည်ကားကိုဂိုထောင်အတွင်းသို့တွင်းခဲ့ပြီးနောက်အိမ်ပေါ်သို့တက်မလာသေးပဲကား၏ဆက်ဘုံကိုဖွင့်၍ဟိုကြည့်ထေကြည့်လုပ်နေသည်အိမ်နောက်ဖင်းမိဖို့ကြောင့်တဲ့တွင်လက်ဖက်ရည်နှင့်မုံများကိုဖိုးဖွယ်ရပြင်ဆင်နေသောမမကြီးသည်လည်းစေတနာတွင်ရေစီးကမ်းမြှုပ်လိုက်တာပန်းသီးများကိုအခွန်သိနေတော်ဖြစ်လေသည်ခင်ကခလေးရှိတတ်တဲ့အကိုကြီး တခါတော့အကိုကြီးကလေးတွေကိုအိမ်နဲ့ခေါ်ခဲ့ပါဘူးလားဟုခင်ကဦးရဲသွင်းဤကလေးနှစ်ယောက်ကိုပါ၎င်းတို့အိမ်တို့အလဲအပတ်ခေါ်ရန်ဖိတ်ခေါ်လိုက်လေသည်အကိုကြီးကလေးတွေကိုခင်တကယ်ရှင်းနိုင်ပါမလားတော်တော်ကြာအိမ်ရဲ့လဲခေါ်လာတော့ကလေးတွေဖိုက်ခေါက်လိန်ဆွဲခံရရင်ဘယ်နဲ့လုံးမလဲအမလီဟဲ့သူ့ကလေးတွေကိုခင်ကအကြောင်းမဲ့တတ်တဲ့နှိမ့်ဆက်မယ်များအောင်းမိနေတယ်ထင်ပါရဲ့ဟုခင်ကမိကရွက်ကပြန်၍ပြောလေသည်ဒီလိုမအောင်းမိပါဘူးခင်ရဲ့ ကလေးတွေကအင်မတန်စွတ်တဲ့တော့ခင်စိတ်တူလာပြီးဘိုက်ကျော်ဆွဲလိမ်မှာဆိုလို့အကိုကြီးကကြိုတင်ပြီးစုံစမ်းမေးမြန်းရတာပါဟုဦးဝေးတွင်ကရေကမောကပြောဆိုလိုက်လေသည်ခင်နားလဲပါတယ်အကိုကြီးရဲ့အကိုကြီးကသူ့ကလေးတွေကိုထိမှဆိုတလောက်ခင်ကိုလည်းအထင်သိနေတယ်မဟုတ်လားဟုခင်ကမျက်စောင်းထိုးရင်းရံပိတ်ပြောဆိုလိုက်သည်သူ့ရတွင်ဦးဝေးတွင်ဒီပြန်လဲဖြေချာရှင်းလင်းခြင်းအမှုပြုလုပ်ရန်အတွက်အခွင့်မသာတော့ရှိပိတ်သွားခဲ့လေပြီး အဘဲကြောင့်ဆိုသောခင်ဤတော်လေးဖြစ်သူဆရာမမမကြီးသည်အင်ရတွင်းမှထွက်လာပြီးလျင်လက်ဖက်ရည်တောက်ရန်ဖိတ်ခေါ်နေပြီဖြစ်သောကြောင့်ဖြစ်လေသည်နေလနေကလက်ဖက်ရည်ဝိုင်းတွင်ခင်ကို မတွေ့ရတော့ချေခင်သည်မိမိကရှစ်စနိုး၏စားလိုက်ခြင်းကိုအဟုတ်တကယ်ထင်မှတ်ကစိတ်များကောက်ရွေ့သွားပြီလားမိမိအားမျက်နှာချင်းမဆိုင်ခြင်း၍တမင်ပင်လက်ဖက်ရည်ဝိုင်းကိုရှောင်ကွင်းနေသလိုဥွေးတွင်နေမတွေ့တတ်အောင်ဖြစ်နေလေသည်မိမိဘာသာမှတွေ့တတ်သောကိစ္စ မြို့သိမ်းအောင်အင်း၍မထားနိုင်သည့်အစုံတွင်ခင်တယောက်မမြင်ပါလားဟုမမကြီးကိုလှမ်း၍မေးရင်းမေးမြန်းလိုက်လေသည်ကိုတင်ကျော်တို့မြမြမှုတို့မင်္ဂလာဆောင်ကစားတာတောက်တာများသွားတို့ရင်ထဲနဲ့ပြည့်နေတို့သူအခန်းထဲမှာလှဲနေတဲ့ထင်ပါရဲ့ကိုအေးသွင်းဟုမမကြီးကရှေးအပြိုကြီးပြပြရိုးရိုးသားသားပင်ပြောဆိုလေသည်တို့နဲ့သာလက်ဖက်ရည်တောက်ပြီးစီးသွားသည့်အထိခင်သည်၎င်းရဲ့ခန်းထဲမှပြန်၍မထွက်လာတော့ချေ။သမင်းစကန်ဘက်မှကုလာကပြိနာဦးအေးတွင်သည့ ခင်ဤဖခင်နဲ့စကားသမီးပြောဆိုရလေသည်စကြင်တရားသူကြီးဟောင်းကကျောဘရင်မင်းမြတ်နှင့်နိုင်ငံတော်သမထာကြီးတို့၏ကိုသာ၎င်းစစ်ဆေး၍အပြစ်ပေးခဲ့ရသောရာဇဝဲမှုများအကြောင်းကိုပြောဆိုလျက်ရှိလေသည်ခါရာဤကဲ့သို့အကြောင်းအရာများကိုများစွာစိတ်ဝင်စားလေရှိသောရာဇဝဲတရားသူကြီးဦးရဲတွင်သည်ယခုအခါတွင်နားထောင်ရုံများသာနားထောင်ရေးပြုလေသည်သူရတွင်များစွာစိတ်ဝင်စားခြင်းကမရှိချေသူစိတ်ဝင်စားသောကိစ္စသည်အင်ရတွင်အခန်းထဲ၌ရှိနေသဖြင့်သူ့အဖေလေးတွင် မကြာခဏခိုးချောင်ခိုးဝဲနဲ့လှမ်း၍လှမ်း၍ကြည့်မိလေသည်သူရတွင်ထုံမင်းကလေးသည်အရေးအယံများပင် ပြပေါ်မရတော့ချေမမကြီးတယောက်ဒီသာလျင်ညစာအတွက်ပြင်ဆင်လောက်ကန်၍နေရမှာတစ်ချက်တစ်ချက်အပြင်သို့ခဏလောက်ထွက်ပေါ်ရသေးသည်၎င်းအားညသာပါစားတော့၍ပြီးစီးမှအိမ်တို့ပြန်ရန်ဖိတ်ကြားပေါ်လဲရသေးသည်ညနေ3နာရီလောက်တွင်အဲ့တဲ့တူအနေဖြင့်အလိုက်တိစွာမိမိနေအိမ်တို့ပြန်ရန်အတွက်ဥယေးတွင်သည်မထခြင်းထခြင်းနှင့်ထရရလေသည်ထိုအချိန်ထိလည်းခင်သည် ကိုရောင်ကိုဝါမြကိုပင်မပြချင်တို့ရတွင်မိမိတို့မိမိအိမ်တို့ပြန်လျင်ထွက်၍နှုတ်ဆက်ပေါ်ရလိုက်ပြီဟုတွေ့ချက်ထားပုံရသောဦးရဲတွင်သည်၎င်းအတွက်တက်တက်စဉ်လွဲမကြောင်းကိုခင်တို့အိမ်မှထွက်သောအခါမှပင်သိရလေတော့သည်သူ့အားမမကြီးကအိမ်တကာဝအထိလိုက်၍ပို့လေသည်ယင်းတို့အိမ်ပေါ်မှဆန်းကနေသည်ခင်ကိုမတွေ့ရသောအခါဦးရဲတွင်သည်အနှဲငယ်မြပင်အိမ်တည်းမလုံနိုင်တော့ပဲခင်တရားကိုထမင်းများရှက်နေသလားဟင်မမကြီးဟုမေးမြန်းလိုက်သည် ကြာသာမို့ကြိုကိုရေးတွင်ရဲ့ရှင့်တူမတရားမိဖို့ကြောင့်ကိုဝင်ဖို့နေနေသသာအဲ့ရတဲ့ကကိုချိန်တီကိုမထသေးဘူးရှင့်ဟုများစွာအတိတ်ပဲပါလာတော့အပြုံးဖြင့်လှမ်း၍ပြောဆိုလိုက်သည်ဖြင့်ရှားကနေလက်ကအိမ်ပေါ်မှခတ်တုတ်တုတ်ကလေးဆင်းပြေးလာခဲ့လေသည်အိမ်တို့ပြန်၍ရောက်တော့အခါရုံးပိတ်ရများတွင်ရင်းတို့တခါမှခွဲထားခဲ့ဖို့ခြင်းမရှိတော့ကလေးနှစ်ယောက်ကတွယ်ကပ်၍နေသည်ဖြင့်စိတ်မပါလာတော့လဲဦးရေးတွင်သည်တားလီသမီးကလေးများနှင့်အတူခြံထဲသို့ဆင်း၍ကစားရလေသည် ခါတံယုံအပ်လိုက်များနဲ့ကလေးများနဲ့အတူခြံထဲ၌ဆင်းရဲကစားသောအခါဥယေတွင်သည်ညာစွာစိတ်ဝင်စားပျော်ရွှင်တတ်သည်တို့ရတွင်ယခုတစ်ခေါက်တွင်ကသူ၏စိတ်သည်ကလေးများနဲ့အတူခြံထဲ၌မရှိတော်ရှိကံဘက်အိမ်သို့ရောက်နေလေသည်ခင်နှင့်အတူကံဘက်ကအိမ်ကြီးတစ်ခုတွင်၌လိုက်တန်းပြေးတန်းကစားလျက်၎င်းတူတူပုံတန်းကစားလျက်၎င်းရှိနေသည်ယင်းသို့ကိုနှင်းစိတ်တစ်ခုစီခွဲ၍ကစားခြင်းကြောင့်တားငယ်မောင်မောင်လေးပြေးလွှားစွာကစားရင်းပြုနေရမှာ ရုတ်တရက်လဲကြသွားခြင်းကိုဥယေတွင်သည်အချိန်မီမထိမ့်သိမ့်နိုင်နိုင်ရှိတားငဲ့ဤနဘူးပြင်မှသွေးများနှင့်စူးစူးဝဝငိုတံများကိုမြင်လိုက်ကြားလိုက်ရတော့မှသူသည်ခလေးကိုပွေထူခြင်းပြုနိုင်လေသည်ဒီတော့မှမျက်လုံးပြူမျက်စံပြူဖြစ်သွားလေသည်မောင်မောင်လေးဤနဘူးပြင်သည်ကြောက်ခဲစွန်းတစ်ခုနှင့်စောင့်လိုက်မိသောကြောင့်လမ်းမဝက်ခန့်ဆုပ်ပြဲ၍သွားလေသည်သူရတွင်များစွာနှက်ဆိုင်ပြင်းထန်လာသည်တော့ကမဟုတ်ရှိ တပူးပြင်တွင်ဒါရရရှိသွားသောတားငယ်ကိုအိမ်ပေါ်သို့ပို့ယူလာခဲ့ပြီးနောက်စေဝါထက်ပြပြီးသောအခါမိမိ၏ပေါ်စားမှုကြောင့်ဖြစ်ပွားခဲ့သောကိစ္စအတွေ့ညာစွာစိတ်မကောင်းဖြစ်မိလေသည်မိမိကိုယ်ကိုယ်လည်းအပြစ်တင်မိသည်အငုံမရသေးသောတကလေးငယ်ကိုသူ့ဘွားရင်နှင့်ပြစ်ထားခဲ့ပြီးနောက်မိမိအခန်းဘက်သို့ထွက်လာသောအခါမိမိစားရောက်နေသောအချိန်တွင်ဥဦးေးတွင်သည်လူကြီးဆန်ဆန်လင်းလင်းနက်နက်တွေးတောဆပြလာလေသည်တကယ်ဆိုတော့ဖအေလောက်သူမရစိတ်မှုန်နေ၍မရတာယူယူနေသောကြောင့် အပြစ်ကင်းမဲ့သောတားငယ်လေးသည် မဖြစ်တင်ပဲနှင့်တွေးထွက်တန်ယူဖြစ်ခဲ့ရပြီမဟုတ်တလို့ဤကဲ့သို့သောဆက်လက်၍မှွန်နေယူနေလျင်ရှေ့လျှောက်ဘာတွေဖြစ်လာအောင်မည်ကိုအဘယ်သူသည်သိနိုင်ပါမည်နည်းပလက်ကလထိုင်တဲ့တွင်ထိုင်ကစိကနက်တလိပ်ကိုမီးကြည့်လိုက်ပြီးနောက်ဥွေးတွင်သည်မစဲသေးသောတားငယ်ဤငိုယူတံကိုနားထောင်ရင်းလေးလေးနက်နက်နှင့်လက်တွေ့ဖြစ်ချင်းရမည်သူဤကိစ္စကိုစဉ်းစားလျက်ရှိလေသည် တိမ်တိုင်းများကဲ့သို့ရွေလျားနေသောဆက်လက်မိခိုးများကိုငေးစား၍ကြည်ပြီးမယားမြမြယူလိုက်မှအဆတ်သက်ရေရာပြေလဲအေးချမ်းသွားတော့မည်သူအဖြစ်သူယောဂာနီသူဘဝကိုရာသွေတရားသူကြီးဥယေတွင်သည်ကောက်ကွက်ခွင်ဝင်မြင်လာသည်နားလည်လာသည်အခန်းတော်မယားမရှိသောရန်ကုန်အနောက်ပိုင်းရာသွေတရားသူကြီးဥယေတွင်တရားကံဘက်တွင် နေထိုင်လျက်ရှိသောအငိမ့်သားဆက်ချင်းမင်းကြီးဥကြုံအောင်၏နေအိမ်သို့ ယုံအားသောတနင်္ဂနွေနေ့များအတိုင်းမှန်မှန်ကြီးသွာလာဝင်ထက်လျက်ရှိသည်ဆိုသောပေါင်းသင်းဆက်ဆံရေးတရင်တရက်သည်ရန်ကုန်ခရိုင်ရာသဝေတရားသူကြီးဦးအောင်မင်းနှင့်ဒေါခင်မီတို့အိမ်တွင်ကျင်းပသောဖျားကိုသူကျင်းပပွဲပြီးခဲ့ပြီးနောက်၃လလခန့်အတွင်းတက်ဆိုင်ရာနှင့်နီးဆက်ရာအစိပ်ပိုင်းများတွင်လူတရင်လူချင်းဆောင်၍ပြန့်နှံ့၍သွားလေသည်မိမကြိုက်တော့မျောလိုက်ကယောက်ျားကြိုက်တော့ဆိုက်ဆိုက်လာဆိုတော့မြမစကပုံရှိခဲ့သည့်အတိုင်းလင်သားမရှိတော့မိမ မိမသားများနေတိုင်းလျက်ရှိသည့်အင်ကြီးရာတို့မရမရှိသောယောက်ျားလူတယောက်တွာလာနေထွက်နေခြင်းသည်ဘာမှစမ်းကြဲသောအရေးခင်မဟုတ်တော့လေထိုမိမသားနှင့်ယောက်ျားလူတို့သည်ထင်ထင်ရှားရှားနဲ့ကဖြစ်နေလျင်လူအနယ်ကြီးနှင့်အမျှဟောင်းနှွမ်းအုံမင်းနေသောထိုကိစ္စသည်တည်င်းတည့်ရဖြစ်၍လာတော့သည်အချို့ကလည်းပေါင်းသင်းဆက်ဆံရေးဟူ၍ခေတ်ဆန်ဆန်ကလေးကမွန်းတက်လေရှိလေသည် မိမတေတေဆုံးခဲ့ပြီးနောက်ငါးနှစ်ကြာကြာများအဘဲတော်များအဝင်အထွက်အသွားလာနေအဆက်အဆံအကူအတန်းမရှိပဲခလေးနှစ်ယောက်နဲ့ခအေးအေးခအုပ်အုပ်မုတ်ဆိုးဖို့လုံနေခဲ့သောလူတယောက်အငိမ့်မနေတော့၍အနှဲငယ်ဆော့လိုက်လှုပ်လိုက်သည့်နေ့တစ်ပိုင်းနဲ့ပတ်ဝန်းကျင်မှာတိတာမြင်လွယ်သည်မိမသားများအချိန်နဲ့အရွယ်ရောက်ရင်လင်းမရနိုင်ပဲအသက်အရွယ်တဖြည်းဖြည်းကြီးရင်ကအရွယ်ဟာ၍လာတော့အခါယောက်ျားတစ်ခုလည်းတို့မဟုတ် မုံဆိုးဘိုလ်ကြီးများသာအမျှော်ဆိုင်ရသည်ဆိုသောစကားရှိသည့်အတိုင်းကလေးနှစ်ယောက်နှင့်မုံဆိုးဘိုလ်ကြီးဦးဝေးတွင်တယောက်ကံဘက်အိမ်သို့ရဲရဲတင်းတင်းနှင့်မှန်မှန်ကန်ကန်ကြီးဝင်ထွက်နေသောကိစ္စနှင့်ပတ်သက်၍မြည်သူတဦးတယောက်ကမှဆက်ရှင်တရားသူကြီးဟောင်းဦးကျော်အောင်ဤတမီးကလေးခင်နှင့်ထင်ကြီးပေးခြင်းတော်၎င်းရိုးဆိုခြင်းပြုကြတော်၎င်းမရှိကြချေအားလုံးကပင်အပြိုဟိုင်းဆရာမမမကြီးနှင့်သာတေချာဖောက်အနေဖြင့်ပြောဆိုလျက်ရှိကြလေသည် ယူသားတည်ကြည်သောမိုးဆိုးဖို့ကြီးတို့နှင့်အိမ်တွေရလာသောအပြိုကြီးတို့၏ပေါင်းသင်းဆက်ဆံရေးကိစ္စကိုမြေသူတဦးတယောက်ကမှလည်းကန့်ကွက်ပြောဆိုခြင်းလည်းမရှိကြပေတော်ပါသည်တင့်ပါသည်ကောင်းပါသည်ဟု၍သာပြောဆိုလျက်ရှိကြလေသည်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့အပိုင်းသုံးစီစဉ်တင်ဆက်မှုကိုအီမာနင်ခေတ္တခဏရန်နာခွင့်ပြုပါခင်ဗျာဒီနေ့မှနားဆိုင်အားပေးကြသူညီကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ ကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုယ်စိတ်နှစ်ပါးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ